စတူဒီယိုခွင့်တယ်ဆိုတာကျွန်တော်ရဲ့ဝါသနာပါသပင်ရဆိုင်လုပ်ငန်းလေးကနေစခဲ့တဲ့အဲဒီစီးပွားရေးနယ်ပယ်ကနေမှနောက်ဆုံးကျွန်တော်ဝါသနာပါတဲ့ wedding studio အဲ makeup artist အဲဓာတ်ပုံ studio ပေါ့နော်ဒီလုပ်ငန်းလေးလုပ်ဖြစ်တာဒီလာဝတ်ဆုံး makeup ဓာတ်ပုံစတဲ့လုပ်ငန်းတွေပေါ့နော်ဝင်ရောက်လာခဲ့တာအခုဆိုလို့ရှိရင်2010နဲ့2025ဆိုရင်တော့ဒါ ဒီဝယ်နေတက်တန်းအဖြစ်တော့ကျွန်တော်15နှစ်ကျော်ရှိခဲ့ပြီပေါ့နော်အဲဒီစီးပွားရေး level ထဲဝင်ရခဲ့တာဆိုရင်တော့အနည်း30လောက်ရှိပါပြီဟုတ်ဒေးဒေးဇေဝရဖဲထဲမှာကျွန်တော်ရဲ့ဒီ today studio ရဲ့မင်္ဂလာဝတ်ဆုံတွေကိုပြသခဲ့တဲ့အချိန်မှာစိတ်ထဲမှာမကြခင် ကိုယ့်ရဲ့တကူတော့ today ဝယ်တဲ့ fashion show ဝယ်ကြီးကိုရအောင်ခံပြီးမယ်ရအောင်ကြိုးစားမယ်ဆိုပြီးတော့ယုံကြည်ချက်တွေရှိလာအဲ့ခါကြလို့ရှိရင်တော့ today wedding studio ရဲ့ fashion show ဝယ်ကြီးမှာ ခန်းခန်းသားသားနဲ့တင်ဆက်မှုတွေကိုကျွန်တော်နဲ့အတူတူပူးပေါင်းပြီးတော့ကူညီတင်ဆက်ပေးပါလို့မီဒီယာကွန်ရက်နေပြောဆင်ပါတယ်ခင်ဗျာဟုတ်ကဲ့အခု Sky Star Hotel နဲ့ Daily J Wedding Fair ကြီးမှာပေါ့နော်ကျွန်တော်ပါဝင်ဖြစ်ခဲ့တာကတော့ Today Wedding Studio ဖွင့်လှစ်ပြီးတော့ကျွန်တော်ဒါ၈လလောက်အတွင်းမှာပေါ့နော်ပထမအဦးဆုံးပါဝင်တဲ့ Fashion Show Round လေးပေါ့ပြီးတော့ဆိုင်ကန်းလေးလည်းဖွင့်ပြီးတော့အဲ့ထက်မှာ ဝယ်ဒင် promotion လေးချပေးခဲ့တာပါเนาะအဲဒီပွဲလေးကတော့ကျွန်တော်တို့အတွက်ဒါ today studio ရဲ့ပထမအဆုံး fashion show ခြေလမ်းလေးဆိုတော့အရင်လဲရင်ခုန်တယ်အရင်လဲစိတ်ပျော်ရှားခဲ့ရတယ်ပြီးတော့ပျော်စရာကောင်းတဲ့ season လေးဖြစ်သွားတာပါเนาะဟိုအရိပညာရှင်တွေကလည်းအများကြီးပဲကိုယ်တိုင်ရင်းနှီးကြတယ်ခင်မင်ကြတယ်ဆိုပေမဲ့လည်းဒီပွဲလေးမှာကျွန်တော် အနီးကပ်လေးမှာပဲစီစဉ်လိုက်ရတာလည်းဖြစ်တဲ့အကြောင်းမို့လို့ကိုနဲ့ဒီရပိုင်းတည်းမှာအလုပ်တူတူတွဲလို့ဖြစ်နေတဲ့ညီမလေးနေနေပေါ့နော်ဒီပွဲလေးမှာပဲ fashion show လေးပြဖြစ်တာပါဟုတ် Wedding Studio ဖွင့်တယ်ဆိုတာကျွန်တော်ရဲ့ဝါသနာပါကျွန်တော်ကငငယ်လေးတည်းကဓာတ်ပုံရိုက်ရတာလဲဝါသနာပါတယ်အနာပါကိုလည်းကိုကလက်စရာအမြင်ရှိတယ်ပေါ့နော်အဲ့ခါကျတော့ဖိုးအရင်တည်းကကျွန်တော် အဲစပင်းညက်ဆိုင်လုပ်ငန်းလုပ်ခဲ့တယ်အဲစပင်းညက်ဆိုင်လုပ်ငန်းလေးလုပ်ရင်းနဲ့အောင်မြင်လာတဲ့အချိန်ကျတော့စဉ်းစားတယ်အသက်အရွယ်တစ်ခုရလာအခါမှာဟိုဟာဒီထက်နောက်ထပ်စီးပွားရေးကိုထပ်ပြီးတော့ချဲ့ကျင်တယ်ချဲ့ကျင်တဲ့အခါကျတော့ဘာလုပ်ငန်းတစ်ချက်ကောင်းမလဲစဉ်းစားအခါမှာစပင်းစပင်းညက်ဆိုင်ဆိုတာအလားပါလုပ်ငန်းပဲအဲအလားပါလုပ်ငန်းနဲ့ဆက်ဆက်နေတာကကျတော့ဓာတ်ပုံလုပ်ငန်းပေါ့ကိုလည်းဝါသနာပါတဲ့ဓာတ်ပုံမိတ်ကပ်တွေအဲဝတ်စုံတွေနဲ့စီစဉ်လို့ရတာပါရှိလဲဆိုတဲ့အခါကျတော့ Wedding Studio ဖွင့်ရင်ကောင်းမယ်လို့စိတ်ကူးလိုက်မိတယ်အဲ့နဲ့ပဲအဲလုံခဲ့တဲ့ 2000ခုနှစ်လောက်ပေါ့အော်2010ပေါ့2010ခုနှစ်လောက်တည်းကကျွန်တော်ဒီမင်္ဂလာဝတ်ဆောင်မိတ်ကပ်ဓာတ်ပုံစတဲ့လုပ်ငန်းတွေကိုပေါ့နော်ဟိုဝင်ရောက်လာခဲ့တာအခုဆိုလို့ရှိရင်2010နဲ့2025ဆိုရင်တော့ဒါဒီဝယ်နေတက်တန်းအားဖြင့်တော့ကျွန်တော်15နှစ်ကျော်ရှိခဲ့ပြီပေါ့နော်အဲဒီစီးပွားရေး level တွေဝင်ခဲ့တာဆိုရင်တော့အနည်း20လောက်ရှိပါပြီဟုတ်ဟုတ်တယ်ခင်ဗျာသပင်းညက်ဆိုင်လုပ်ငန်းလေးကနေစခဲ့တဲ့အဲဒီစီးပွားရေး level ကနေမှနောက်ဆုံးကျွန်တော်ဝါသနာပါတယ်ဝယ်ဒင်စတူဒီယိုအဲမိတ်ကပ်အာတစ် အဲတပ်ပေါင်းစတူဒီယိုပေါ့နော်ဒီလိုမျိုးလေးလုပ်ဖြစ်တာကျွန်တော်လည်းလူတွေကိုလှလည်းလှစေခြင်းလည်းပျော်လည်းပျော်ရှင်စေခြင်းလည်းပေါ့နော်အဲဒါကြောင့်မို့လို့ကိုရွေးချယ်လုပ်ငန်းကအလားပါနဲ့ပျော်ရှင်စေလုပ်ငန်းတွေရွေးချယ်ထားတဲ့အဲလူတွေကိုကြည့်လိုက်လို့ရှိရင်အကျဉ်းဉာဏ်မြဲနေပြီးတဲ့ကိုစီမှာအလုံးအပ်သည်ဖြစ်စေအလုံးမအပ်သည်ဖြစ်စေပေါ့နော်ဘလို့လေးနှောက်အောင်နေနော်ဘလို့လေးကိုဝိတ်ချအောင်နေနော်ဆိုပြီးတော့အမြဲတမ်းအကြံပေးဖြစ်တဲ့ ကိုစီကိုသတို့သမီးတောင်မိတ်ကပ်လာအပ်ပြီဆိုရင်လည်းသူ့အရင်မေးတယ်ညီမလေးဘလို့ပြင်ချင်းသလဲ idea ရှိလားမရှိမရှိတော့အကောတော့ဒီလိုလေးမြင်တယ်ညီမညနာလေးကဒီလိုပြင်လာမှာပဲဆိုပြီးအကြံဉာဏ်ပေးရင်သူတို့ကလည်းကိုယ့်အကြံဉာဏ်ကိုလက်ခံပေးရပါတော့အဲ့တော့လှစေခြင်းတဲ့အတွက်ကျွန်တော်ကဒီ make up dubon studio ဝယ်တဲ့လုပ်ငန်းလေးလုပ်တယ်ပြီးတော့လှစေခြင်းတဲ့အတွက်ပဲကျွန်တော်က today အစီအစာ coffee ဆိုပြီးတော့ပေါ့နော်အသားမြုပ်အစီအစာ coffee today brand လေးကိုလည်းကျွန်တော်ထုတ်လုပ်ထားတာဖြစ်ပါတယ်ဟုတ်ပြောလိုက်တယ်ရှင်တော့တော့ ကျန်စာပြန်စာသူလေးကပေးပါရှိပါတယ်အခုဒီဒိတ်ဒိတ်ဇဲဝယ်တဲ့ fan တဲမှာကျွန်တော်ရဲ့ဒီ today studio ရဲ့မင်္ဂလာဝတ်ဆုံတွေကိုပြသခဲ့တဲ့အချိန်မှာစိတ်ထဲမှာမကြခင်ကိုယ့်ရဲ့တကူတော့ today ဝယ်တဲ့ fashion show ဝယ်ကြီးကိုရအောင်ခံပြီးမယ်ရအောင်ကြိုးစားမယ်ဆိုပြီးတော့ယုံကြည်ချက်တွေရှိလာတယ်ဒါဆိုအဲမသိပဲနဲ့ကျွန်တော်တကူတော့ show လုပ်တယ်ထင်ပြီးတော့ သမီးတို့မခေါ်ဘူးလားဆိုပြီးတော့သမီးတို့ကိုကြီးပေးဖို့အသင့်ရှိနေရဆိုတော့ဒါညီလေးညီမလေးပေါ့နော်အဲသူတို့တွေကကျွန်တော်တချို့ဆိုရင်စိတ်တောင်ဆိုးတယ်ကိုကအရင်လဲတောင်းလဲတောင်းမှန်တယ်ဒီနေရာနေပြီးတော့နော်ဒါကကျွန်တော်ရဲ့ဟိုတကူတော့ show မဟုတ်သေးလို့တကူတော့ show ကြလို့ရှိရင်အကောင်လုံးကိုကိုကြီးတောင်းမှာအဲ့ခါကျရင်ကိုကြီးပေးပါလို့ဘာဖြစ်လို့ဆိုတော့ကျွန်တော်ရဲ့ခံယူချက်ကလေမလိုအပ်ပဲနဲ့ကြည်စံဆိုတာကလုံမတောင်းရမယ်မလိုအပ်တဲ့တောင်းလိုက်တဲ့ခါကျလို့ရှိရင် တကယ်လိုတဲ့အချိန်မှာကြည်စံကတကြောင်မှမရှိရင်မလွယ်ဘူးပေါ့နော်ဒီလိုပဲအဲ့တည်းဆောင်မှုလို့အဲကျွန်တော်ရဲ့တကူတော့ရှိုးပွဲမဟုတ်တဲ့အတွက်ကြောင့်မို့လို့အမှုပညာမှန်တော်မှတွေအကုန်လုံးအခုညီမတောင်းသေးတာပါလို့တကူတော့ရှိုးပွဲမကြခင်လို့ကိုစူးစမ်းနေပါတယ်အဲ့ခါကြလို့ရှိရင်တော့ Today Wedding Studio ရဲ့ Fashion Show ပွဲကြီးမှာခန်းခန်းနားနားနဲ့တင်ဆက်မှုတွေကိုကျွန်တော်နဲ့အတူတူပူးပေါင်းပြီးတော့အခုညီတင်ဆက်ပေးပါလို့မီဒီယာကွန်ရက်နေပြောဆင်ပါတယ်ခင်ဗျာ မကြခင်အကြခင်အမိုက်စားရှုပ်ပဲဖြစ်အောင်ကြိုးစားနေပါပြီဟုတ်